တကယ်ခြံစည်းရုပ်ကားတဲ့အလုပ်လုပ်လာတဲ့ခါကျတော့လက်ရှိစစ်အုပ်စုဆိုတဲ့ခွေးမသားတွေကဒါဘာမှမပြောဘူးဒါပေမဲ့ဒီ PDL လေးတွေကသွားပြီးတော့ကန့်ကွက်တယ်ကန့်ကွက်တာ၃ချိန်လောက်ရှိပြီလို့ကျွန်တော်သိရတယ်အဲ့လိုကန့်ကွက်တာနဲ့ပတ်သက်လို့သူတို့ထဲမှာဒါအချိန်ခဲရှိမှာပေါ့ဒီအာဃာတဖြစ်လာမှာပဲလေဒီအာဃာတတွေလည်းပါကောင်းပါလိမ့်မယ်လို့ကျွန်တော်ယူဆတယ်ဆိုတဲ့ခါကျတော့ဒီလိုပေးထားတဲ့အာဏာကိုအလွဲသုံးစားလုပ်ပြီးတော့အခုဒီအတန်တိုင်းဖဲကလူကရှင်းရှင်းပြောကျွန်တော်တို့ဘခပါလီတွေကိုဒါ တတ်ဖြတ်တယ်လို့ကျွန်တော်ကယူဆတယ်ပြီးတော့ဒါတရားဝင်ကန့်ကွက်တဲ့စာကိုဒါတို့အိန္ဒိယအစိုးရတယ်မဟုတ်ဘဲနဲ့ဒီသက်ဆိုင်ရပါဗျာအိန္ဒိယနိုင်ငံတွေကအိန္ဒိယဒီမိုကရေစီဆိုတော့ပါတီတိုင်းမှာလည်းသူ့အတူတစုံတရာဩဇာရှိတဲ့ခါကျတော့ပါတီရခေါင်းဆောင်တွေဒါအမတ်ဒီစီမှာရောက်အောင်ပို့နိုင်ကောင်းတယ်လို့ကျွန်တော်ကယူဆတယ်ဟုတ်ကဲ့ကိုကျော်တန်းခင်ဗျာအခုပြီးခဲ့တဲ့မေလလေလောက်မှာ ကျွန်တော်တို့ဒီတမူးဘတ်မှာပေါ့နော် ဒီပကပ10ဦးကိုအိန္ဒိယဒီမဏိပူအာတန်တက်ကနေပြီးတော့ဖမ်းဆီးပြီးတော့တတ်ဖြတ်လိုက်တယ်ဆိုတဲ့သတင်းကိုရပါတယ်ဆိုတော့ဒါနဲ့ပတ်သက်ရင်ဒီအာတန်စစ်တပ်ကတော့သူတို့သတင်းပေါ်ပြတာတော့ဒါကလက်နက်ကင်တွေကသူတို့နဲ့ထိတွေ့မှုဖြစ်လို့ဒါပြစ်ခတ်ရင်ねသူတို့တေဆုံးသွားဆိုပြီးထုတ်ပြန်ပါတယ်ဆိုတော့ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်မေးချင်တာပါကိုကျော်တန်းကအရင်ကျွန်တော်88နောက်ပိုင်းမှာဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများအဖွဲ့ချုပ်ပေါ့နော် ABSA ရဲ့ဥက္ကဋ္ဌ လောက်တော့ဟာကျွန်တော်အိန္ဒိယမနီပူမှာအဲ့လိုနေဆက်မှာပဲဟိုနေခဲ့တာဆိုတော့ဟိုဒီနေဆက်အခြေအနေကိုပို့ပြီးသိမှာပေါ့လေကိုကျော်တန်းနဲ့အဲ့ဒီမှာလှုပ်ရှားတော့ဟာအိန္ဒိယမြန်မာပေါ့နော်နေဆက်တကြောတော်လိုင်းအင်အားစုတွေနဲ့ဒီအိန္ဒိယဘက်ကစစ်တပ်နဲ့နှစ်ဖက်နိုင်ငံရေးအခြေအနေပေါ့နော်အဲ့ဒီအခြေအနေလေးကိုနည်းနည်းအရင်ဆုံးပြောပြပေးပါဗျာကိုကျော်တန်းတို့ဘယ်လိုမျိုးကြုံတွေ့ခဲ့ရဘူးလဲဆိုတာအဓိကကတော့ဗျာအဲ့မနီပူရာဆိုတာကဗျာလူမျိုးတော်တော်စုံတယ်ဗျာအဲ့ဒါကခုန မဂျော်ရီပေါ့ဗျာတဝက်လောက်ရှိတယ်ဒါကသေးရယ်နာဂရီရယ်နောက်ကျွန်တော်တို့ဘက်ကချင်းအຫນွေတွေဖြစ်တဲ့ဇူတို့ကူကီတို့ပိုက်သေးတို့ဆိုတာတွေနဲ့စုံနေတာဗျာဆိုတော့လူမျိုးစုံလို့ဒါသူတို့စီမှာကဒါဒီ National Insurrection ပေါ့ဗျာဒါနှုတ်ကြလာတဲ့ခါကျတော့လူမျိုးတိုင်းမှာလည်းလက်နက်ကင်အဖွဲ့တွေဆိုတာရှိတယ်ဗျာအဲ့ဒီထဲမှာတချို့ကဒီအိန္ဒိယကိုယ်တိုင်မြောက်ပေးထားတဲ့သူတွေရှိတယ်တချို့ကဗမာပြည်ကဘက်ကနေပြီးတော့ဒါအာယူပြီးတော့ဒါလုပ်နေတဲ့သူတွေလည်းရှိတာပေါ့ဗျာအဲ့ဒီထဲမှာတော့ ုနကသဲတွေပေါ့ဗျာမဏိပူရပေါ့အများစုတွေကလေဒါသူတို့50ဝက်ရှိတဲ့တဲမှာအကြီးဆုံးအဖွဲ့ကတော့ဗမာစစ်တပ်ကအထောက်ခံကိုယူပြီးတော့ဗမာပြည်ပမှာအခြေစိုက်နေကြတာရှိတာပေါ့ဗျာဆိုတော့အဲ့လိုအခြေအနေတွေရှိတဲ့အခါကျတော့အိန္ဒိယကလည်းဒီနယ်မြေတွေကဗမာပြည်ကဘက်ကလို့ဆိုရင်တော့အမဲအောင်နယ်မြေလို့သတ်မှတ်ပြီးတော့စစ်တပ်ကိုဒါခုနလိုတာအာဏာအနှင်းထားတဲ့အပိုင်းတွေရှိတယ်ဗျာဥမာအဖြစ်ဒီသူတို့ဒီ Air Force တဲ့ Special Power S ဆိုတာမျိုးတွေပြတ်ထားပြီးတော့ ဒီလောက်ထားတာတွေရှိတယ်အဲ့ခါကျတော့အဲ့မှာကြားတဲ့ဒါအိန္ဒိယစစ်တပ်ပေါ့ဗျာစစ်တပ်တွေမှာလည်းတပ်မှုတွေမှာလည်းတစုံတရာလုတ်ပိုင်ခွင့်ရှိတယ်ပေါ့ဗျာဥပမာဖြင့်ဒီတက်ချက်ကြီးအစင်းလောက်ကပေါ့ဗျာဒါဒီတာမာအယတ်သားတွေကိုစစ်ဆေးမင်းမြန်းရနေပြီးတော့ဒါဟိုတနပ်ဖြစ်ဖို့ဒါအမိတ်ပေးနိုင်တဲ့အစင်မျိုးအထိအာဏာပေးထားတာတွေရှိတယ်ဗျာအဲ့ဒါတွေကို North East မှာဒါတော်တော်များများပြည်နယ်တွေကိုသူတို့ဖြန့်ကျက်ထားတာရှိတယ်အဲ့ဥတွေကအဲ့ဒါကိုသူတို့ကန့်ကွက်ထားတာတွေလည်းရှိတယ် ဆိုတဲ့ကကျွန်တော်ဒီလိုပေးထားတဲ့အာဏာကိုအလွဲသုံးစားလုပ်ပြီးတော့အခုဒီအတန်တိုင်းဖဲကလူပါရှင်းရှင်းပြောကျွန်တော်တို့ဘခပလီလီတို့တာတတ်ဖြတ်တယ်လို့ကျွန်တော်ကယူဆတယ်။ဘာကြောင့်ဘလူလိုပြောရသလဲဆိုတဲ့ကကျွန်တော်ပြည်ပြည်သတင်းတွေနဲ့ကျွန်တော်အဆက်ဆက်ရတော့သိရတော့ကဒီဘခပလီလီနဲ့ဒီအတန်တိုင်းဖဲနဲ့ကသူတို့ချင်းချင်းကြားထဲမှာအရင်ကလည်းဒါအပုံမှန်ဒါထိတွေ့မှုတွေရှိကြတယ်ဒါအပြန်လာတာလေပတ်တွေမှာရှိကြတယ်အဲ့တော့ဒီကလေးတွေကသူတို့ဒီနေမြေမအေးချမ်းဘူးသူတို့စခန်း ဟောင်းကဒါသိပ်ပြီးတော့လုံကြုံရေးအရာနည်းနည်းရှိတဲ့ခါကျတော့စကန်းသိက်ကိုပြောင်းထားတယ်ဗျာဒါတရက်နေ့ရက်ပဲရှိသေးတယ်အဲ့ပြောင်းထားတဲ့စကန်းသိက်ကိုတော့မှသူတို့အကြောင်းကြားလို့သူတို့ကိုယ်တိုင်ဒါမဖမ်းခင်နေရတာလာပြီးတော့ဒါသူတို့ကိုယ်တိုင်လာလေသေးတာပဲနောက်နေ့မနေ့မှလာဝင်ဖမ်းပြီးတော့သူတို့ခေါ်ရိုက်နဲ့တတ်ဖြတ်ပြီးတော့မှတဏ္ဍနဲ့ပြည့်တယ်ဆိုတာသေပြီးမှပြည့်တယ်ဆိုတဲ့လက္ခဏာတွေပဲရှိတာပဲဆိုတော့ဒီတမူးကသူ့ကိုပေးထားတဲ့ဒါအာနာကိုခုနအာဖူဒက်စပက်ရှယ်ဘာဝါအဲဆိုတာကိုအလွဲသုံးစားလုပ်ပြီးတော့ ကျွန်တော်တို့ဘက်ကဖာလေးတွေကိုတူတာဟိုနာမည်တော့မဖော်ရဲပါဘူးဘက်ကဖာလို့တာဟိုမှာလက်နက်ကင်နေတဲ့ဟိုဒါခုနမလေးရှားပေါ့ဒါအဖွဲဆိုတာမျိုးပဲသူပြောပြီးတော့ဒါပြောရဲတာပါဆိုတော့အဲ့လိုလုံးညစ်ပတ်လိုက်တာလို့ပဲကျွန်တော်ကတော့မြင်တယ်ဆိုတော့ဒီရာကအာနာအလွဲသုံးစားမှုဖြစ်နောက်ကဒီကသေးကိုစုံစားကြည့်တဲ့ခါကျတော့ဒီအတန်တိုင်းဖေးဒါတတ်မှုလုပ်တဲ့လူကွန်မန်ဒါလုပ်တဲ့လူကကသေးဖြစ်နေတယ်ဗျာကသေးတွေမှာကအခု ကျွန်တော်တို့ဒေကြအငင်းပွားမှုနဲ့ပတ်သက်တော့ခံစားချက်တကူဆုံးတရားရှိတယ်အခုဒီအငင်းပွားနေလေပေါ့ဗျာဒီတမူးမျိုးရဲ့မြောက်ဖက်ပေါ့အထက်ဖက်ပေါ့ကျွန်တော်ထင်တယ်10မိုင်15မိုင်လောက်မှရှိမယ်ဒါဒီဝက်ရှုနယ်မှာရှိတယ်ဒါမိုင်တိုင်းအမှတ်တာ80နှစ်လို့83လို့နဲ့ပတ်သက်လာကတဲ့တွေကသူတို့နယ်တွေကိုရောက်တယ်ပေါ့ဒါဗမာကဒါသူတို့မြေမျိုးယူထားတယ်လို့အမျိုးရှိတယ်ဗျနောက်တခါတမူးမျိုးရဲ့တောင်ဘက်ပေါ့ဗျာအောက်ဖက်မှာဒါအခု ကလေးတွေအဲ့ဒါအသက်ခံရတဲ့နေရာပေါ့ထင်းစင်ပေါ့ဗျာအိန္ဒိယဘက်ကဆိုညူဆန်တာပေါ့အဲ့ဒီနေရာကဒါမိုင်တိုင်60တိုး60နှစ်တိုးသုံးလို့ပေါ့ဗျာအဲ့ဒီနေရာလည်းအငင်းပွားနေတယ်နေဒါကကသေးရီရခန္ဓာစားချက်ထဲမှာရှိတယ်သူတို့ဆုံးရှုံးမှုပေါ့ဗျာသူတို့အဲ့လိုအခြေခံနေလက်ရှိတဲ့ကြားထဲမှာအခုအိန္ဒိယကပမာနဲ့နေကြောင်ချယ်လ်စီကိုခတ်ဖို့လုပ်တယ်ဗျာအဲ့လိုချယ်လ်စီကိုခတ်ဖို့လုပ်တဲ့ကိစ္စမှာဒါ ဲဗမာနဲ့ဆက်ဆက်နေတဲ့ပြည်နယ်တွေပေါ့ဗျာ၃ခုပေါ့ဗျာ၄ခုရှိတာပေါ့ဗျာဟိုအတက်ပိုင်းအရူနချေပေါ့နောက်နာဂါလန်နောက်ကသဲမတိပူရာပေါ့နောက်အောက်ပိုင်းကဒါမီဇိုရမ်ပေါ့အဲလို၄ပြည်နယ်ရှိတယ်တဲ့မှာဒါ၃ပြည်နယ်ပေါ့ဗျာဒါမတိပူရာကလွယ်ကျန်တဲ့၃ပြည်နယ်ကကန့်ကွက်တယ်ဘာလို့လဲသူတို့ကသိတယ်လေဟိုဘက်ဒီဘက်နေကြမှာနေကြတဲ့လူတွေကသူတို့အမျိုးတွေဟာဟိုအပြန်လန်ကူးလူမှုတွေရှိနေတဲ့ခါကြတော့ဒါသူတို့အချင်းချင်းကြားဟိုဒါတရားဝင်ပိုက်ချတာလိုမျိုးသူတို့ခံစားတော့ကန့်ကွက်တယ်ကသဲကတော့ဒါထောက်ခံတယ်ဘာကြောင့်ထောက်ခံတယ်လဲဆိုတော့သူတို့က မနစ်ဘူရာပြည်နယ်ထဲမှာကိုနိုင်ငံရေးပါဝါသဘောရခုနဒုတိယအများဆုံးလို့ဖြစ်နေတဲ့ကူကီးတွေနဲ့ဒါတို့ရတာမနစ်ကပဲဒါလူမျိုးရေးအဓိကဖြစ်လို့လူထားရာချီပြီးတည်ခဲ့ကြတယ်ဗျာဆိုတဲ့အခါကျတော့ဒီတိုက်ပွဲမှာလည်းအခုကျွန်တော်ဗမာပြည်တိုက်ပွဲမှာလည်းကသဲတွေကခုနကျွန်တော်ပြောတယ်တို့ကသဲသဘုံထဲမှာဒါသူအကြီးဆုံးဆိုတဲ့ UNL ကခေါ်တာပဲ United ဒါ National Liberation Front ပေါ့ဗျာအဲ့ဒါသူကဒါစစ်တပ်ရဲ့ထောက်ခံမှုနဲ့ ဘာပြီးတဲ့မှာနေနေတာကြားကြလာပြီကျွန်တော်တို့ရှိနေရနေနေတာပဲအခုတည်းကဒီတိုင်ပဲအဲ့တော့ကုကီးတွေကကြတော့ကျွန်တော်တို့ဒီမိုစီအင်အားစုတွေနဲ့ပေါင်းပြီးတော့တိုက်နေကြတယ်ဗျာအဲ့တော့သူတို့ကုကီးနဲ့အဲ့ဒီကသဲနဲ့ဂျာတွေကလူမျိုးရေးတာအာဃာတတွေလည်းပါလိမ့်မယ်ကျွန်တော်ထင်တယ်ဒီကသဲတက်မှုဟာဒါဒီကောင်လေးတွေဟာဒါကျွန်တော်တို့ဘက်ကဖာလေးတွေကကုကီးတွေပဲဖြစ်လိမ့်မယ်ဆိုတာမျိုးသူတွက်ကောင်းတာတွက်တာလည်းပါလိမ့်မယ်ထင်တယ်ဒါအဲ့ဒီအာဃာတနဲ့ဒီကလေးတွေကိုဒါနောက်တနေ့မှာအပြန်လာမိတ်ဆွေလိုဆက်ဆံရေးရှိနေတဲ့ဒီရဲဘော်လေးတွေကိုအယုံသွင်းပြီးတော့ ဖမ်းပြီးတော့ဒါတပ်ပစ်တာပဲဟုတ်ကဲ့အဲ့တော့ကိုကြော်တန်းလို့ရှိတယ်ကဒီဟိုကြည့်မယ်ဆိုရင်ဟိုနှစ်ဖက်လုံးမှာလည်းတပုံတွေရှိတယ်ဟိုနေဆက်ပြဿနာလည်းဟိုမိုင်းတိုင်းပြဿနာတွေလည်းရှိတယ်ဆိုတော့ဒီအချိန်ဒီမှာကိုကြော်တန်းတို့တုန်းကဆိုရင်ဟိုကိုယ့်ရဲ့အဖွဲပေါ့နော်လေအဲ့လိုအခြေချနေထိုင်နေလှုပ်ရှားတယ်ဆိုတော့ဘလိုမျိုးနေရလဲဟိုသူတို့နဲ့ဘလိုဆက်ဆံဟိုအဆင်ပြေအောင်ဘလိုလုပ်ရလဲအဲ့ဒီပိုင်းလေးလည်းဟိုတိတူပါတယ်ဗျာ ဆက်ဆံဆိုဗျာကျွန်တော်တို့ကတော့ဗျာဒါနိုင်ငံရေးဆန်ဆန်ပဲဒါတွာလာနေတိုင်းလှူရှားတာဆိုတဲ့ကကြတော့အဓိကအဖြစ်တော့နိုင်ငံရေးသမားတွေပဲကျွန်တော်တို့ကပေါင်းတင်တာပေါ့ဗျာဒါပေမဲ့အိန္ဒိယရဲ့ဒါအခြေအနေရပါဗျာသူကပါဝါစင်တာ2မျိုးလို့ဖြစ်နေတာဟုတ်ဗျာဒါအချုပ်ကတော့ခုနနိုင်ငံရေးအာဏာပေါ့ဗျာနိုင်ငံရေးသမားတွေဒါလွတ်တော်တွေဒါအမတ်တွေပေါ့ဗျာသူတို့ကအဓိကပေါ့ဗျာအဆုံးဖြတ်ပေါ့ဒါပေမဲ့ဒီအစိုးရရဲ့ state ဒါ mechanism ပေါ့ဗျာရန်တရားကိုမောင်းနေနေတဲ့ bureaucrat ဆိုတဲ့ အဖွဲ့အစည်းကလည်းရှိတာဟုတ်ဗျာဘီရိုကရက်အာနာပိုင်တွေပေါ့ဗျာသူတို့ကလည်းအာနာပိုင်တာပဲဟုတ်ဗျာအဲ့ဒါကလည်းဒါတပြည်လုံးဒါလွမ်းခြုံတော့ဒါအမနစ်ဘူးမှာလည်းအဲ့ဒါမျိုးတွေရှိတာပေါ့ဗျာစစ်တပ်စစ်ဖက်ကဒါဘီရိုကရက်တွေဒါအရက်ဖက်ကဘီရိုကရက်တွေရဲဘက်ကဘီရိုကရက်တွေပေါ့ဆိုရဲကကြတော့ကျွန်တော်တို့ကတော့ဒါသူတို့နဲ့လည်းမျှအောင်ပေါင်းရတာပေါ့ဗျာဒါသူတို့ဒါခေါ်တဲ့အခါတည်းသွားပေါ့ဗျာသူတို့မေးတာလေးလည်းဒါကိုဖြေနိုင်စရာရှိတာဖြေပေါ့ဗျာသူတို့ခိုင်းတာတွေလည်းဒါကိုကလုံနိုင်တာရှိလုံပေးရတဲ့ဟာမျိုးတွေရှိတာပေါ့ဗျာညင်းမဲ့ ရေးစရာကိုလည်းဒါပြောင်းကြီးရတာပေါ့ဗျာ။ဘာကြောင့်လဲဆိုတော့သူတို့တိုက်နေတဲ့သဘုံတွေကလည်းဒါသူတို့တို့ရက်ရွာနေတဲ့မှာပဲဒါတော်လာနေထွက်နေတာဟုတ်ဗျာ။ကျွန်တော်ရှိတော့မှဆိုဗျာသူတို့တင်းရအောင်ဒါခမရလည်းမဏိပူရာဆိုတဲ့ဒါမြို့တော့အင်ဖာမြို့ဆိုတာပဲဗျာလူကြီးရခင်ဗျာလင်္ကာသိမ်းပဲရှိတာပဲ။အဲ့မြို့ထဲမှာဒါလက်နဲ့ဒါဒါ၃00ရှိတယ်လို့သူတို့ကခံမှန်းထားတယ်ဗျရှိနိုင်တယ်လို့လည်းကျွန်တော်ကထင်တယ်သူတို့ကအဲ့ဒါကိုအရင်သိကျင်တာပေါ့ဗျာဆိုကျင်တာကအဲ့ဒါကိုကျွန်တော်ကြားကထားပြီးကျွန်တော်တို့ကိုခိုင်းစားကျင်တာတွေလည်းလောက်တာပေါ့ဗျာကျွန်တော်တို့ကတော့ မလုတ်ခဲ့ဘူးပေါ့ဗျာမလုတ်ရဘူးပေါ့ဗျာဒါတို့ကျွန်တော်တို့ကနှစ်ဖက်ကြန့်ပြီးတော့ဒါမြှောက်အောင်ပေါင်းရတာပေါ့ဗျာတပုံဘက်နဲ့လည်းအဆင်ပြေအောင်ပေါင်းရတယ်တို့ဘယူရိုကရက်တီနဲ့လည်းအဆင်ပြေအောင်ပေါင်းရတာပေါ့ဒါပေမဲ့ကျွန်တော်တို့ရဲ့အဓိကအကာအကွယ်ကတော့ခုနနိုင်ငံရေးအာဏာနိုင်ငံရေးသမားတွေပဲဖြစ်ခဲ့တာပေါ့ဒါကြောင့်လည်းကျွန်တော်တို့ကဘာပဲဖြစ်ဖြစ်ဟိုဒဇုံတရာကြီးကြီးမားမားဒါကျွန်တော်တို့အနေရတော့မဖြစ်ခဲ့ဘူးပေါ့ဗျာဟို ပြောမယ်ဆိုရင်ခုနဒါ96ကဒါကျွန်တော်တို့စီကိုရောက်လာတဲ့စစ်သားလေး7ယောက်နဲ့ကျွန်တော်တို့ရဲဘော်အကြောင်းသားတယောက်ကိုဒါ ဒီအခုနဒူလိုကလေးဆိုးတယောက်ကထောင်ကျောက်စင်ဖမ်းပြီးတော့စစ်တပ်ဗမာထောင်လန်းကြီးကိုရောင်းစားတဲ့အဖြစ်အပျက်တစ်ခုတော့ဖြစ်ခဲ့တာပေါ့အဲ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 ့ဒါလည်းကျွန်တော်မေးလို့ပါဒါပေမဲ့ကိုကျော်တန်းတို့ရှိတော့ဟာကျွန်တော်တို့အဲ့တော့ဟာ CNF ကတော့သူကလက်နက်ကင်ပေါ့နော်လက်နက်ကင်ဖွဲ့ဆိုတော့ CNF နဲ့အခြေအနေရောဘလို့ရှိလဲအဲ့ဒီဒီအိန္ဒိယတက်တည်နေလေကြားမှာဆက်ဆံရေးကဘလို့ရှိလဲ အာကိုတထွင်းနိုင်ဗျာခမရဲဒီအိန္ဒိယတောက်ထိုင်းနေစားမှာနေတဲ့ခါကျတော့ကျွန်တော်တို့စီကလက်နက်ကင်နေတဲ့ထိုင်းအာနာပိုင်နေတဲ့ဘလူးအောက်ခြေပေါ့ဗျာဒါဘလူးဆက်ဆံနေခမရဲတိခဲ့တာပဲအဲ့တိုင်းပါပဲသူတို့လက်နက်ကင်နေတာအပြန်လန်တာဟိုနန်ဂရီတာပေါ့ဗျာဒါအလိုမရှိရသူတာဟွာညာသဘုံလို့ကြီးညာထားပြီပဲအောက်ခြေမှာတော့ဗျာဒါဒီဘူရိုကရက်တွေနဲ့ဒါ CN နဲ့ကဒါဟိုဒါ functionality တွေနဲ့ကတစုံတရာတော့ဒါထိတွေ့တာတွေဆက်ဆံတာတွေရှိနေကြတာပါပဲ နောက်တော့မှခုနပြောလို့ပေါ့ဘျူရိုကိုရဲဆိုတော့ဘျူရိုကိုရဲပဲလေသူအတ္တဂျိုးစီဝါလွဲလို့ဘာမှရှိတာမဟုတ်ဘူးလေဗျာအဲ့ဒါအဲ့ထဲမှာမှဆိုးတဲ့လူကဆိုးသလိုကောင်းတဲ့လူကကောင်းသလိုကျွန်တော်တို့အတွက်အဆုံးဖြတ်ဖြစ်တာပေါ့ဗျာအဲ့ခါကျတော့ဆိုးတဲ့လူနဲ့ဂျုံတဲ့ခါကျတော့ဒါကျွန်တော်တို့မှဒါဂျမဆိုးနဲ့ဂျုံရတာပေါ့ CNL လည်းသူတို့ဒါရဲဘော်ကေတာတွေဒါဒီအိန္ဒိယဘျူရိုကိုရဲဆိုးတဲ့လက်ချက်နဲ့အသက်တည်ခဲ့ရတာတွေရှိတာပဲ အဲ့တော့ဗမာစစ်တပ်နဲ့အဲ့ဒီအိန္ဒိယစစ်တပ်နဲ့ပေါ့သူတို့ကနှစ်ဖက်သဘုံတွေကိုနှိမ်နှင်းဖို့အဲ့လိုသဘောတူညီချက်တွေနဲ့စစ်စင်ရေးမျိုးလုပ်တာတွေရောရှိလားအဲ့နေချာမှာကိုကျော်တန်းတို့ရောပေါ့လေအဲ့ဒီလိုတော့မရှိဘူးဗျာမရှိပေမဲ့ကျွန်တော်လေ့လာပြီးသလောက်တော့သူတို့ကြားထဲမှာကဟိုကျွန်တော်တို့ရှိတုန်းကတော့ဒါနှစ်ဖက်ပေါ့ဗျာအောက်ခြေပေါ့ဗျာဒါတိုင်းစင်ပေါ့ level ပေါ့ဗျာဟိုဘိုးအစိုးရအစင်မဟုတ်တဲ့ ဟိုနေကြချင်းဆက်ဆက်နေတဲ့ပြည်နယ်အစင်းနဲ့ဒါဖြစ်တဲ့ဒါအာဏာပိုင်တွေအချင်းချင်းတွေ့ကြတဲ့ flag meeting ဆိုတာရှိတယ်ဗျာဒါအလန်တိုင်းအလန်တင်အစည်းအဝေးပေါ့ဗျာနှစ်ဖက်ဒါ6လတစ်ချိန်လုပ်တယ်တော့ဗမာဘက်မှာတစ်ချိန်လုပ်တာဒီအိန္ဒိယဘက်မှာတစ်ချိန်လုပ်အဲ့လိုလုပ်ကြတယ်အဲ့လိုခါပြုံးမှာသူတို့ချင်းချင်းအပြန်အလှန်ဒါသတင်းဖလှယ်တာတွေပါတွေဆွေးနွေးတာတွေရှိတာပေါ့ဗျာအဲ့ဒီခါကျတော့ဟိုဟိုဒီအိန္ဒိယဘက်ကတစုံတရာ operation လုပ်မယ်ဆိုဗမာဘက်ကိုအကြောင်းပြတယ်ဗမာဘက်က မတိမတာတာ ပိတ်ဆို့ပေးတာမျိုးတွေပါတယ်လောက်တာတွေလည်းရှိတာပေါ့ဗျာအဲ့လိုပဲပမာဘက်ကလုပ်တယ်ဆိုလဲဒါအိန္ဒိယဘက်ကအဲ့လိုလုပ်ပေးတာမျိုးတွေရှိတတ်တာတော့ရှိတယ်လို့ကျွန်တော်သိခဲ့ရတယ်ဟို1996 98လောက်ကထင်တယ်အဲ့တုန်းကကျွန်တော်တို့ရခိုင်တော်လိုင်းအဖွဲ့ညူပါပေါ့နော်အဲ့တုန်းကလည်းဟိုအဖမ်းခံရပြီးအသက်ခံရတယ်ကြားတယ်အဲ့ဒီတုန်းကကိုကျော်တန်းတို့အဲ့မနိပူရာမှာရှိလာအဲ့ဒါရောဟိုနည်းနည်းရှင်းပြပေးပါလားမနိပူရာက အိန္ဒိယရဲ့စစ်တပ်နဲ့ပြောမယ်ဆိုရင်ဒါဟို Eastern Command ဆိုတာပဲပါတာပေါ့ဗျာဒါဒါပေမဲ့သူကဒီမီဇိုရမ်မနီပူတွေဒီအကုန်လုံးလွှမ်းခြုံထားတဲ့အခြေအနေမျိုးတော့ရှိတာပေါ့ဗျာဒါပေမဲ့တကယ်လောက်တာကတော့အဲခုနဟိုဘျူရိုကရေစိုးတယောက်ပေါ့ဗျာသူကလည်းဒါဗမာပြည်မှာမွေးဗမာပြည်မှာကြီးပြီးတော့မော်လမြိုင်ကဘွေးရလာတဲ့သူပဲနာမည်ဗမာနာမည်ကမျိုးမြင့်ပေါ့ဗျာတချို့ကလည်းနေဝင်းလို့သိကြတာပေါ့သူတကယ်ရင်းကတော့ အစိုးရစစ်တပ်ရဲ့ပြည်နာဝင်အနံမရတော့ဟို GS Grey Wall လို့ခေါ်တာပေါ့ဗျာကျွန်တော်နဲ့လည်းရင်းနှီးပါတယ်သိပါတယ်သူသူကဒီရခိုင်တွေကိုဒါဒီဒီကျွန်းပေးမယ်ဒါအချီချကွတ်ပေးမယ်ဘာညာဆိုပြီးတော့ပြူပြီးခေါ်တာဗျာတစ်ခေါက်နှစ်ခေါက်တော့သူတို့လှုပ်ပေးထားပြီးတော့မှသူတို့အိန္ဒိယဘိုက်တာ Land Force ဆိုတဲ့ကျွန်းလေးမှာပေါ့ဗျာဒါလက်စွပ်ကျွန်းလို့ပမာတော့ခေါ်တယ်အဲ့ဒါအဲ့ဒီဟာကို သူကဒါဒါဒါ နေထိုင်အခြေချခွင့်ပေးပြီးတော့မှအပိုင်ပေါ့ဗျာအချီကြီးလောက်ကြမှဒါနောက်ဆုံးချီကြမှဒီသူတို့ကဒါတိတ်ကြုံဖမ်းပြီးတော့ဒါဟိုခေါင်းဆောင်တွေကိုပြစ်တာလေဂျန်တဲ့သူတွေကိုဒါအကြမ်းဖက်သမားတွေဒါသူတို့အိန္ဒိယအရှိန်မြောင်းနေကြကတပုံတွေကိုလက်နဲ့ထောက်ပတ်နေတဲ့အဖွဲဖြစ်တယ်ဆိုပြီးတော့သူတို့ကဘိုးဘိုးကိုအစီရင်ခံတာတင်တာဟုတ်ဗျာအဲ့ဒီအချိန်မှာကျွန်တော်တို့ဒီဒီကျွန်တော်တို့စောင့်ရှောက်ထားတဲ့ကျွန်တော်တို့သူ့အိမ်မှာလက်ခံထားပေးတဲ့ဖြစ်ချင်တော့ဒါအဲ့ဂျော့ခွန်တန်တဲ့ကကျွန်တော်တို့ရဲ့ဒါ အငယ်ကြောကဒါကာဗိုဟိဝင်ကြီးဖြစ်နေတယ်လေဗျာဆိုတော့ရေပြင်မှာဖြစ်တဲ့အခါကျတော့ तू ကလောက်တာကတော့ဒါကြီးရည်လေးပေါ့ဗျာစစ်စီအကြီးကောင်းစင်တက်ပြီးလောက်ကြတာပေါ့ဗျာဂလူကရက်နေတာအပြန်နာနာမည်ကောင်းရဖို့လောက်ကြတာပေါ့ကြီးရည်လေးစစ်စီရေးဆိုပြီးလောက်တယ်လောက်တာကတော့ခုနလိုပေါ့ပြင်လေရေပြင်မှာဖြစ်တဲ့အခါကျတော့ရေဓာတ်ဆီကူစီယုံကတောင်းခံပြီးလောက်တာပေါ့ဗျာအဲ့တော့ရေဓာတ်ဆီကူစီယုံဆိုတဲ့လူကလည်းအဲခုနမျိုးမင်းတို့အောက်ချီယာပြောတဲ့ဂလူကရက်ဆိုးတွေပြောတဲ့တဲ့င်းတွေကိုပဲအတီးပြူပြီးတော့ဒါလှုပ်လိုက်တဲ့အခါကျတော့ သူတို့အိန္ဒိယစစ်တပ်တို့ကအရှိရစရာတွေအကုန်ဖြစ်ကုန်တာပေါ့ဗျာနောက်ဆုံးအဲ့ခုနအမှန်ကဘူးပေါ်သလိုပေါ်လာတဲ့ခါကျတော့အဲ့ဒီခါကျတော့သူကလည်းဒါအကြောက်ကညင်းညာတယ်နောက်ဆုံးအိန္ဒိယသမိုင်းမှာမဖြစ်ဘူးတဲ့အဲ့ခုနတာဝန်ထမ်းဆောင်တဲ့ဒါရေတပ်စီကူးစီချုပ်ကိုခင်ဗျာကာကိုရေးဝန်ကြီးအမိန်နဲ့ခင်ဗျာထုတ်ပြရတဲ့အစီအကြောင်းပေါ်လာဟုတ်ဗျာအဲ့အဲ့တုန်းကလည်းဟိုကျွန်တော်တို့လည်းဟိုကြားတယ်ပေါ့နော်တော်တော်ဆိုးဆိုးွားပဲအဲ့ဒါဒီဘက်ကမြန်မာစစ်တပ်နဲ့သူတို့ညှိပြီးတော့ဟိုနှိပ်ကွတာသူတို့ပြောလို့ရနိုင်လား ရနိုင်တာဗောဗျာဒါဒါပေမဲ့အိန္ဒိယစစ်တပ်နဲ့ဗမာစစ်တပ်လို့ဒါနာမည်တက်ထားတဲ့ဆိုင်ခုနကျွန်တော်ပြောတဲ့ဒီဒီမျိုးမြင့်ဗောဗျာဘျူရိုကရေဆိုမျိုးမြင့်နဲ့ဒါခင်ညွန်းနဲ့အဆက်ဆံရှိတယ်ဆိုတဲ့အခါကျတော့သူတို့ချင်းအောက်ချီမှာပေါင်းပြီးတော့ရိုက်ကြတယ်ရိုက်ွက်လို့ပဲပြောရမှာဗောဗျာစစ်တပ်ချင်းပေါင်းလုပ်တယ်ဆိုတဲ့အတိတ်ပဲမဟုတ်တော့မှဘျူရိုကရေချင်းပေါင်းလုပ်တယ်ဆိုတဲ့အတိတ်ပဲပဲမျိုးမြင့်ဗောဗျာသူကအဲ့ operation ဖြစ်တဲ့ချိန်မှာအမှန်တရားမပေါ်ပေါက်သိခင်မှာခင်ဗျာအိန္ဒိယကဘလောက်ထိကြီးမားထားတော့သူတို့စီမှာဒါ Vikram Chakra ဆိုတာကလည်း ဘဘာပြီးမှလို့ဆိုသူရဘွယ်ပေါ့ဗျာဟာဒါစစ်တပ်အတွက်ခင်ဗျအဲ့နေ့အတွက်ဒါအဲ့ဘွယ်တော်ပေးဖို့သူ့ကိုယီမန်းထားတာကိုဗျာဘုံဘူးကြီးဆင်တဲ့သူရသွားပြီနောက်တော့မှဒါအမှုမှန်ပေါ်လာတော့မှဒီကောင်ဒါအမြန်တာတာပြန်ပြီးတော့ဒါခုနစူစီရင်နေပါလိဖြက်ဖြက်ပြီးတော့မှခင်ဗျားလည်းဒါအေးယူတာတွေအငိမ့်စားပေးတာတွေပေါ့အေးယူတာတော့လို့အေးယူတာတော့မဟုတ်ဘူးပေါ့ဗျာအငိမ့်စားပေးလိုက်တာပေါ့ထုံစံတိုင်းမှာ ဲ့လိုလုံးလိုက်တာကိုဗျာဆိုတော့ဒီဘူရိုကရက်ဆိုးတွေရဲ့လောဘကအဲ့ဒါပဲအဲ့လောဘအတွက်သူလုတ်ခဲတာဖြစ်တယ်တကယ်အားတော့အဲ့တော့ကိုကျော်တန်းတို့ရှိတော့အခုဒါကျွန်တော်တို့သိရတာပကပတမှုပကပဆယ်ဦးတက်ဖြတ်ခံတာဟိုခုနနေကြတတ်မှတ်တာနဲ့တက်ဆိုင်တယ်သူကျွန်တော်သိရတယ်လေအဲ့တော့ကိုကျော်တန်းတို့ရှိတွေကအဲ့နေကြမှာပြဿနာရှိနေတာလားမြမအာနာပိုင်နေနဲ့အဲ့ထည့်ကမဖြေရှင်းတော့ဘူးလားဟိုနေကြတတ်မှတ်ချက်ကအဲ့ထည့်ကပြဿနာရှိတာလား အဲ့လိုနဲ့ရှိတာဗောဗျာကျွန်တော်တို့နေခဲ့တယ်ဗျာမနီပူတာ cultural and integration committee ဆိုတာရှိတယ်ဗျာအဲ့ဒါသူတို့ဒီမဟာရာဂျာဟောင်းတယောက်ဦးဆောင်တယ်ဗျာကျွန်တော်လည်းလည်းရင်းနှီးပါတယ်ဒါကျွန်တော်အဖိုးလိုပဲခေါ်ပါတယ်သူကအမြဲတမ်းအဲ့ဒါမျိုးသူပြောနေတဲ့ဟာပဲကျွန်တော်ကအဲ့ဒါအဲ့လိုနဲ့သိခဲ့တယ်ဗောဗျာအခုဒီနေ့ဖြစ်နေတဲ့ဒီဒီမိုင်းတိုင်းတာ80နှစ်83အောက်ဖက်က61 62 63ဗောဗျာအဲ့ဒီနေတွေက61 62ဆိုတာကဒီတမူးရဲ့အောက်ဖက်မှာရှိတယ်လား ဟိုတမှုကလေးလားအလေလောက်မှရှိတယ်လားဘာမှပြည်ဘက်ကဆိုတာထင်းစင်ပေါ့အိန္ဒိယဘက်ကဆိုတာညူဆန်တာပေါ့အဲ့နဲနောက်တစ်ခါဒီအထက်ဘက်တာတမှုအထက်တာမြောက်ဘက်မှရှိတယ်ဝက်ရှူနာမှရှိတယ်လားမိုင်တိုင်တာ67 80နှစ်ပေါ့အဲ့ဒီနယ်မြေတွေမှာသူတို့ဒါကီလိုမီတာ student ကီလိုမီတာအားဖြင့်ဒါ50မကဆုံးရှုံးနေပါတယ်ဆိုသူတို့ဘိုးဆိုးရအောင်အမြဲတမ်းဒါသူတို့အရေးဆိုနေတာပဲအိန္ဒိယဘိုးဆိုးရဆိုတာလေဗျာဒီနယ်မြေတွေနဲ့ပတ်သက်လို့ဘာသိမှလဲဗျာတကယ်တော့ဒီနယ်မြေတွေက အိန္ဒိယနဲ့ပတ်သက်လာသမိုင်းကြောင်းအရာကောဒါဟိုပထဝီသဘောအရာကောခင်ဗျားလည်းဒီဒီလူမျိုး ethnicity သဘောအရာကော racially ပါတာသူတို့လည်းဒါဒီဒီအင်္ဂလိပ်မလာခင်ဒီဘာမှမဆိုင်တာမှမဟုတ်ပဲဗျာသူတို့ကဘယ်သိမလဲဒါပထမအင်္ဂလိပ်ပေါ်မှာစစ်ပွဲပြီးတော့မှဒါအင်္ဂလိပ်ကသူ့အတူတာတစ်ဖက်သားလောက်ထားတာကိုဗျာလောက်ထားတဲ့မြေကိုဗျာအဲ့တော့အင်္ဂလိပ်သဘောကျဆွဲထားတဲ့မြေဗျာအဲ့တော့ဘာဖြစ်တယ်လဲဆိုတော့ကကြတော့ ဟိုကလေးတွေလည်းအခုလည်းဒီကျွန်တော်တို့ကဘောပဲလေးတို့ခေါ်တဲ့ကလေးရနေအထက်ပေါ့ဗျာတမူးတာဟိုမလင်းတွေအထိနေရသူတို့ပိုင်တယ်လို့သူတို့ကခံစားချက်ရှိနေတော့မယ်လေအဲ့ဒီဟာကိုလည်းအင်္ဂလိပ်ကမပြတ်မသားရှုပ်ရှုပ်ထူးထူးတွေထားခဲ့တဲ့ခါကျတော့ကသေးတွေစိတ်ထဲမှာလည်းအဲ့လိုရှိတယ်ဗမာလည်းချင်းချင်းမျိုးဟာဒီနေရာကိုယ်နယ်ပဲလို့ပဲတထစ်ချယုံကြည်ယူဆထားတဲ့ဟာမျိုးရှိတာပေါ့ဗျာအဲ့ဒါကိုအချိန်လေးတွေကိုမတွက်ဖက်နဲ့1956မှာဦးနုနဲ့တာကိုသူတို့နေလူလို့နေကြသဘောတူစာချုပ်ထုတ်လိုက်တာဟိုဒါဟိုဒါကသေးတွေဟာ မကျေနပ်ဘူးပေါ့ဗျာအဲ့ဒါကြောင့်အမြဲတမ်းအရေးဆိုနေတာငကူလေးကရှိနေတဲ့ပြဿနာပဲအဲ့ဒီခါကျတော့အခုဒီဗမာပြည်ကပြဿနာဖြစ်နေတာကောဒီကျွန်တော်တို့ဒီ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 အိန္ဒိယကလည်းဒါဒီဒီခုနမနစ်ကဖြစ်ခဲ့တဲ့ကုကီးနဲ့ကသေးတာလူမျိုးကြီးအထီကိုမှဒါကုကသေးရဲ့ဆွဆွေးကျဲပေါ့ဗျာဒါဒီဗမာပြည်ကကုကီးတွေသူတို့စီကိုခိုးဝင်နေဆိုပြီးတော့ဒါအကြောင်းပြပြီးတော့ဖြစ်ကြတာများတာဟိုဆိုတဲ့ခါကျတော့ဒီဒီနေချားမှာဒါတန်စူးကြောက်ကာမယ်လို့လှုပ်တဲ့ခါကျတော့ ဗမာပြည်နဲ့ဆက်ဆက်နေတဲ့၄ပြည်နယ်ရှိတယ်ဗျာအဲ့တော့ကသဲတပြည်နယ်တွေကပဲထောက်ခံတယ်ဗျာကျန်တဲ့၃ပြည်နယ်ကဒါသူတို့ဟိုဘက်ဒီဘက်ကအမျိုးချင်းနေဆိုတော့ကျွန်တော်ကန့်ကွက်တယ်လေသဘောမတူဘူးဆိုတဲ့အခါကျတော့အဲ့လိုဖြစ်နေတဲ့အချိန်မှာဒါကတကယ်ခြံစည်းရုပ်ကတဲ့အလုပ်လုပ်လာတဲ့အခါကျတော့လက်ရှိစစ်အုပ်စုဆိုတဲ့ခွေးမသားတွေကဒါဘာမှမပြောဘူးဒါပေမဲ့ဒီ PDL လေးတွေကသွားပြီးတော့ကန့်ကွက်တယ်ကန့်ကွက်တာ၃ချိန်လောက်ရှိပြီလို့ကျွန်တော်သိရတယ်အဲ့လိုကန့်ကွက်တာနဲ့ပတ်သက်လို့သူတို့ထဲမှာအခြေခဲရှိမှာပေါ့လေဒီအာဃာတဖြစ်လာမှာပဲလေဒီအာဃာတတွေလည်းပါကောင်းပါလိမ့်မယ်လို့ကျွန်တော်ယူဆတယ် ပကပတွေကသွားကန့်ကွက်ယုံနဲ့ငကိုလည်းအသွားလာရှိရလေဟိုဆက်ဆံရရှိပြီးသားသူတို့ကန့်ကွက်ယုံနဲ့သူတို့အဲ့လောက်ထိအညှိုးတေးထားတာတခြားရောသူတို့မှာဘာရီမန်းချက်တွေရှိနိုင်လဲဗျာရီမန်းချက်ကတော့ကျန်တာသိမရှိဘူးလို့ကျွန်တော်ထင်ပါတယ်ဗျာအဓိကတော့ခုနကကျွန်တော်ထောက်ပြတဲ့ဒါသူတို့ကလည်းစိုးရရဲ့အတ္တလောဘပေါ့ဗျာနာမည်ကောင်းလက်မရခြင်းတဲ့အတ္တလောဘပါတယ်ခုနလိုနေမြင်နဲ့ပတ်သက်တဲ့အခြေခံဒါလူမျိုးရေးဆိုင်ရာဒါခံစားချက်အာဃာတပါမယ် အဓိကတော့တောက်ပြီးတော့ကျွန်တော်တို့ကအားပြော့နေတဲ့အချိန်ကျတော့လှုပ်လို့ရလို့လှုပ်တယ်ဆိုတဲ့ဟာမျိုးလဲပါမယ်လို့ကျွန်တော်ယူဆပါတယ်။သိဟူလိုရာအိန္ဒိယဘူအစိုးရနဲ့တိုင်တည်ပြီးတော့ပြောရမယ်လို့ထီတော်ကြီးမန်းချက်ပေါ်ဒါပါလိမ့်မယ်လို့ကျွန်တော်မထင်ဘူး။အဲ့တော့အခု UNG ကလည်းဒီကိစ္စကိုဟိုအမှုမှန်ပေါ်ဖို့ဖော်ထုတ်ပေးဖို့နော်ဖြစ်စဉ်အမှန်ကိုတင်ပြလာတယ်စာထုတ်ပြီးတော့ဆိုတော့အဲ့ဒီလမ်းကြောင်းကအခုလိုစာထုတ်ပြီးတော့တင်ပြတဲ့လမ်းကြောင်းကရောဟိုသူတို့အရေးတူဆောင်ရွက်ပေးနိုင်လား ဖြစ်နိုင်ခြေရှိတာအာဗျာမဖြစ်နိုင်ပါဘူးကျွန်တော်တော့မထင်ပါဘူးကျွန်တော်ကနထောက်ပြခဲ့တဲ့ဒီဒီရခိုင်နေနဲ့ဖြစ်ခဲ့တဲ့ပြဿနာတွေအဲ့ကုနာဒီကျွန်တော်တို့ operation blue bar မှာဒါ CNN နဲ့ဖြစ်ခဲ့တဲ့ပြဿနာတွေမှာသူတို့အိန္ဒိယစစ်တပ်ကဘူရိုကရက်ဆိုးတွေရောက်တာရေးရတဲ့အမားဆိုတာဟိုရစရုံမှာမဟုတ်ဆိုတော့သူတို့ဘူးပေါ်လို့နောက်ပိုင်းကျတော့ပေါ်တာပါပဲပေါ်ပေမဲ့လည်းဒါဘူဆိုးအနေနဲ့တရုတ်ဝင်နေရာတွေကိုဒါဝန်ခံနေတာဟို ဆိုတာမျိုးဒါတောင်းမှန်းနေဆိုတာမျိုးရှိမှမရှိခဲ့ပဲအဲ့တော့ဒီကိစ္စတော့မနေလေစစ်တပ်ကြီးပေါ့ဗျာဘာပဲဖြစ်သူတို့လည်းသူတို့စစ်တပ်ကြီးနဲ့ပတ်သက်လာတာဂုံယူနေကြတာဟုတ်ဗျာဒါဟိုမှာအာရဂုံယူရှိနေကြတဲ့ခါကျတော့သူတို့စစ်တပ်ကြီးဂုံဒီညှိုးနှောမဲ့ကိစ္စမျိုးကိုသူတို့တရားဝင်အားဖြင့်တော့ဝန်ခံနိုင်မယ်လို့ဆိုတော့ကျွန်တော်မယူဆဘူးပြီးတော့မှဒါပြီးကနာဒီဖြစ်ခဲ့တဲ့ဒါကျူးလွန်ခဲ့တဲ့အရာရှိစိုးကိုဒါသူတို့မလိတပတ်နဲ့ဒါသူတို့ကြောင်ထိုးတာလို့ပါလို့အေးအေးယူတာတိတ်တိတ်စိတ်ပေါ့ဗျာခပ်ပေါ့ပေါ့အေးအေးယူတာလို့လုပ်မယ် ဆိုတာမျိုးပဲသူတို့လှုပ်လာလိမ့်မယ်လို့ကျွန်တော်ပဲထင်တယ်အဲ့တော့ကျွန်တော်အနေနဲ့ဒီကျွန်တော်တို့တာဝန်ရှိတဲ့သူတွေနဲ့ဖြစ်တင်တာကတော့နောက်နောက်အလားတူကိစ္စမျိုးမဖြစ်ဖို့ဆိုတာကိုအဓိကထားပြီးပြောရမယ်ပြီးတော့ဒါတရားဝင်ကန့်ကွက်တဲ့စာအဝဒါသူတို့အိန္ဒိယအစိုးရတယ်မဟုတ်ပဲနဲ့ဒီသက်ဆိုင်ရပါဗျာဒီအိန္ဒိယနိုင်ငံတွေကအိန္ဒိယဒီမိုကရေစီဆိုတော့ပါတီတိုင်းမှာလည်းသူ့ဟာသူတစုံတရာဩဇာရှိတဲ့ခါကျတော့ပါတီကခေါင်းဆောင်တွေကအမတ်တီစီမှာရောက်အောင်ပို့နိုင်ခေါင်းတယ်လို့ကျွန်တော်အဲ့လိုယူဆတယ် ဲ့တော့တကယ်လို့အဓိကအတိုက်ခံပါတီတွေအမတ်တွေရောအဲ့လိုမျိုးစီယုံပြီးတော့ဒီကိစ္စကိုတင်ပြမယ်ဆိုရင်ရောလွတ်တော်ထီရအောင်အဲ့လိုဝင်ရောဟိုရနိုင်လားသူတို့လက်ခံပေးနိုင်ပါမလားတိုက်ခံနေရဟုတ်တယ်ခုနပြောလို့ပေါ့ခုနကျွန်တော်ပြောတဲ့အဆင့်လောက်ထိတော့ရမှာပဲဗျာခုနပြောလို့အိန္ဒိယအစိုးရစစ်တပ်ကြီးကဒီအမှုကိုကျူးလွန်ခဲ့ပါတယ်ဆိုတော့ဝန်ခံချက်မျိုးတော့ညှော်လင့်လို့မရဘူးပေါ့ဗျာဟိုကျွန်တော်တို့ရခိုင်ကိစ္စဒါကျွန်တော်တို့ရခဲ့တယ်လုတ်ခဲ့တယ်ဆိုတာကကျွန်တော်တို့ကိုယ်တိုင်လက်ရှိနေတဲ့ခါကျတော့ ကျွန်တော်တို့ကအတိုက်ခံပါတီတွေကခေါင်းဆောင်တွေကိုပါချင်းကပ်ပြီးဒီကိစ္စအဟိုတာအဖြစ်မှောင်ကျွန်တော်တို့ကလူကိုယ်တိုင်ရောစာနယ်ရောရှင်းပြခဲ့တာတွေရှိတာကိုဗျာတို့ရဲ့ PR တွေလည်းတစုံတရာပါလို့ဒီမှဥပဒေမဲ့တာဖန်ခံထားရတဲ့အသက်အသက်ဘေးကလွတ်လာပြီးတော့ဖန်ခံထားရတဲ့ဒီရခိုင်ဒီကရင်တွေကိုကျွန်တော်တို့အမြန်တာကယ်ထုတ်နိုင်ခဲ့တာပေါ့ဗျာတို့တို့ဩဇာလည်းပါတာပေါ့ဗျာတို့အခန့်ကဏ္ဍလည်းပါတာပေါ့ ဟုတ်ကဲ့အဲ့တော့တော်လိုင်းအင်အားစုတွေပေါ့နော်အိန္ဒိယနယ်စပ်မှာလှုပ်ရှားနေတဲ့သူတွေအတွက်ဟိုကိုကြော်တန်းကလည်းဖြတ်တန်းခဲ့ပြီးတော့သူတို့အတွက်အကောင်းဆုံးပေါ့နော်အကြံပြုချက်ဗာများပေးလို့လဲဗျာအာသူတို့ကိုယ်တိုင်လက်တွေ့လုံးနေတဲ့ခါကျတော့အခုလည်းလေးနှစ်တည်းရောက်လာပြီးတော့သူတို့ကသူတို့သိပါတယ်ဗျာအများကြီးတော့ကျွန်တော်ပြောစရာမရှိပါဘူးဒါဟိုအဓိကကတော့ပိုဘက်ဒီဘက်နှစ်ဖက်နိုင်ငံလိုဖြစ်နေတဲ့ခါကျတော့ဒါသူအချိုးစည်းဝါကိုအချိုးစည်းဝါကိုနားတယ်အောင်လုပ်ပါပြီးတော့မှဒါဟိုအလွဲတကူဒါအယုံကြည်မလွန်တဲ့ ဘာပဲဖြစ်ကိုအချိုးစည်းဝါးကိုအဓိကထားပြီးတော့အရာရာကိုလူတကာကိုဒါတတိနဲ့ဆက်ဆံဖို့ပဲလိုတယ်။ဆုံးဖြတ်ချက်တွေကိုလည်းတတိနဲ့ဆုံးဖြတ်ပြီးတော့လောက်ရတွေကိုလည်းတတိနဲ့ပဲလောက်ကြဖို့ကျွန်တော်ကပြောချင်တယ်။တော်လိုင်းကြီးမှာတတိကအရေးကြီးဆုံးပါပဲ။ဟုတ်ကဲ့ကိုကျော်သားကျေးဇူးများကြီးတင်ပါတယ်။အခုတမူးမှာပကဖတ်တွေတက်ဖြန့်ခန့်အားနဲ့ပတ်သက်ပြီးတော့ပေါ့နော်။ကိုကျော်သားကိုတိုင်အိန္ဒိယနေဆက်မှာဖြတ်တန်းခဲ့ပြီးတော့ကို့အတွေ့အကြုံကိုအခြေခံပြီးခုလိုဟိုအခြေအနေကိုရှင်းပြတဲ့အကြံပေးတဲ့အတွက်ကျေးဇူးတူးပြန်ပါတယ်ဗျာ။ ਉਹ ਕਿਵੇਂ ਆ ਚੇਦੂ ਦੇ ਮਾਰੇ ਜਾਣ ਲੈ